အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ SPI မှာငွေသွားထည့်ရလေးနဲ့ပတ်သက်ပြီး share လုပ်ပြပေးသွားပါမယ်အရင်ဆုံးကိုယ့်ရဲ့ဘဏ်ကနေဘဏ်ငွေသွားထုတ်မှဖြစ်တဲ့အတွက်ကြောင့်မလို့အဲဟီဟီတာရှိစွာလေးကိုနှိပ်ပြီးတော့ ATM ဆက်မကတ်လေးကိုထည့်ပါမယ်ပြီးလို့ရှိရင်အဲကိုယ့်ရဲ့ password ကိုနှိပ်မယ်ကိုထုတ်ချင်တဲ့ငွေအမောင့်ကိုရိုက်ပါမယ်ငွေမောင့်ရိုက်ပြီးလို့ရှိရင်တော့ confirm ရိုက်ပြီးတော့ခဏဆောင်ပါမယ်အဲ့ဒါပြီးလို့ရှိရင်သူပြထားတဲ့ငွေမောင်းရအမှန်တာမှန်နေဆိုလို့ရှိရင် G code စုစုဆိုတာတွေကိုနှိပ်ပြီးတော့ ခဏဆောင်းလိုက်လို့ရှိရင်ကန်နေပြီစာလေးထွက်လာပါလိမ့်မယ်ပြီးရင်ပတ်စံလေးထွက်လာပါလိမ့်မယ်အဲဆိုပတ်စံလေးကိုယူပြီးတော့အဲလော့ဆွန်သွားကြမယ်ပေါ့နော်အမကတော့အမြဲတမ်းလော့ဆွန်မှာထည့်ပါတယ် SPN ကလော့ဆွန်တို့မဟုတ်ယူချောမှာထည့်လို့ရပါတယ်လော့ဆွန်ကတော့ဘလောက်ပဲထည့်ထည့်ရန်တုံးရပဲဆိုတော့လော့ဆွန် ATM မှာပဲမြဲတဲ့ထည့်ဖြစ်ပါတယ်အဲ့ဆိုရင်အဲလောဆူမှုရောက်ပြီဆိုတာ ਨੇ ဒီပေါ့နော် ATM ရှိတဲ့နေရာကိုသွားပြီးတော့ ATM ဆက်မှာဒီ SBI ကလေးကိုထည့်လိုက်တာ ਨੇ อืมသူက deposit ဆိုတဲ့ ဒီမျက်နှာပြင်တွေပေါ်လာလိမ့်မယ်ပေါ့နော်အဲ့ဒါဒီကိုနှိပ်ပါမယ်အဲ့ပြီးကိုထည့်ချင်တဲ့ပတ်စံလေးကိုထည့်ပါမယ်အဲ့ဒါဆိုရင်ထည့်ချင်တဲ့အမောက်ထည့်ပြီးသွားပြီဆိုလို့ရှိရင်မှန်ပြီဆိုရင် confirm ဆိုတာကိုနှိပ်လိုက်တာနဲ့အဲသူကဒီမှန်လားပေါ့နော်မှန်ပြီဆိုရင် confirm ဆိုတာကိုထည့်နေလိုက်ဆိုလို့ပြရနဲ့ကိုရဲ့မေးထဲကို email ဝင်လာပါလိမ့်မယ်ဝေးထဲတာကျေးဇူးတင်ပါတယ်ဆိုပြီး mail လေးဝင်လာပြတာနဲ့အဲနောက်ထပ်10မိနစ်15မိနစ်လောက်နေလို့ရှိရင် SPI ကိုရဲ့ application တွေကိုပတ်စံဝင်လာပါလိမ့်မယ်။ဒါဆိုရင်တော့ SBI ကတည်းကငွေထည့်လုပ်ငန်းစဉ်ကပြီးဆုံးသွားပါပြီ။စောင့်တိကြည့်ပေးတဲ့အတွက်ကြောင့်မလို့ကျေးဇူးများရှိတင်ပါတယ်။နောက်ထပ် video ချမှာထပ်ပြီးတွေ့ကြမယ်နော်။မာတာနီ Bye bye.